တောက်ကြာသားမိတို့ဒီလာမဲ့ဆန္ဒပိုင်းတို့ကျွန်တော်တနက်ကနေ့မိတ်ကြည့်ပေးမှာဖြစ်ပါတယ်။အချစ်ရေးအိမ်တော်ရေးစီးပွားရေးငွေကြေးပညာရေးသားမိကံကအဆုံးစုံလျောင်းလေးကြည့်ပေးမယ်။ပြီးရင်ကျွန်တော်ကံကောင်းတဲ့နံပါတ်လေးလည်းပြောပေးမှာဖြစ်ပါတယ်။ဒီကိုစုံနေကြည့်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ပြီးတော့ရင်ဒီဆန္ဒပိုင်းမှာတောက်ကြာသားတွေတလားပတ်လုံးကံကောင်းမှုတွေရရှိရအောင်ရည်ရွယ်လေးလည်းကျွန်တော်ပေးမှာဖြစ်ပါတယ်။ဒီကြေရောင်ခြေချင်းအပြင်တောက်ကြာသားတွေဒီလာမဲ့ဆန္ဒပိုင်းမှာကံကောင်းခြင်းတွေကိုရှိကိုရောက်ရှိလာမှာဖြစ်ပါတယ်။ ကျောင်းမိတ်ဆွေတွေကိုကျွန်တော်ဗီဒီယိုလေးမစားနေခင်မှာကျွန်တော်အခုညတစ်ခုတောင်းချင်ပါတယ်ဒီဗီဒီယိုမျက်နှာနဲ့ like share ဖွလွန်နေဖို့မေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ like တစ်ချက် share တစ်ချက်အပန်းမကြီးဘူးဆိုပေမဲ့တစ်ဖက်ကမြင်တွေ့သွားလို့အခက်ခဲတဲ့အကျက်တွေအဆင်ပြေသွားမယ်ဆိုရင်မိတ်ဆွေရဲ့ကျွန်တော်ကထပ်တူကုလို့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမျက်နှာနဲ့ share လုပ်ဖို့မေ့ပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တူတူ like ကြကြမယ်ခင်ဗျာတောက်ကြသားမတွေဒီလာမဲ့စက်မပိုင်းမှာကံကောင်းလေလားကံဆိုးတော့နှစ်ခွန်းနဲ့မေးရင်ကောင်းအားက80လောက်ရှိနေပါတယ် တတိထားရမှာ30လောက်ရှိနေပါတယ်။ဘာတွေကဒီလောက်တော့ကောင်းနေတာလဲ။ဘာတွေတတိထားရမလဲဆိုတော့အသေးစိတ်နဲ့ကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။နံပါတ်၁တစ်ချက်နေတဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းပါတယ်။ကြားလာတဲ့နမိတ်ကိုမြင်အောင်ကြည့်ပါ။လူတစ်ယောက်ကအရန်ပျော်ဆွေးနေတယ်မထင်မှတ်ထားပေးပေါ့နော်။အပစ္စည်းတစ်ခုခုရရှိတယ်ဆိုတဲ့ဟန်မှရှိတယ်။ပြီးတော့သူ့ရဲ့စိတ်မှာစိတ်ဆွေးရနာတွေနဲ့ ဒါပြည့်နှက်မြည်တယ်ဆိုတော့နမိတ်တဲမှာရှိတယ်အရန်ကောင်းပါတယ်ဒါကြောင့်တောက်ကြာသားတွေတွေဒီလာမဲ့ဆက်လာပိုင်းမှာကံနဲ့ပတ်သက်ပြီးတော့ငွေတွေတေချာမောက်ဝင်လာမယ်ဆိုတော့နမိတ်တဲမှာရှိပါတယ်ဒါကြောင့်ဘီဝဲအနောက်မှာကံဆန်းရမယ့်နံပါတ်လေးကျွန်တော်ပေးမယ်ဖြစ်အောင်လေးဒီနံပါတ်လေးစမ်းတက်ကြည့်ပါကိုယ့်ရဲ့နော်ကံရှိတဲ့လောက်လေးကံနဲ့ပတ်သက်ဝင်လာမယ်ဆိုတော့နမိတ်တဲမှာရှိတော့ကြောင့်အရန်ကောင်းတယ်နော်အလုံးနဲ့ပတ်သက်ပြီးကြံ့ကြာနေတဲ့ငွေတွေတကယ်ကြင်ညာကိုယ်လိန်ညာသွားတဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်ဒါကြောင့်မို့ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကငွေစုမိစောင့်ပြီးမဲ့ကာလာတယ်မှာရှိတယ်အရန်ကောင်းတယ်ပြီးတော့ ကြောက်ခဲရေပုံမဲ့ကာလထဲမှာရှိပါကြောက်ခဲရေပုံဆိုတော့တကယ်အချင်းချင်းကိုယ့်စီကယူရတဲ့ပြန်မပေးဘူးเนาะကိုယ့်စီကတပတ်ရိုက်ွားတဲ့ငွေတွေပြန်လေရရှိမယ်ဆိုတော့ကျွန်တော်ရှိတော့ကြောင်းမို့ငွေကြီးအုပ်ဆောင်ပစ္စည်းကံကအထူးပြောစရာမလိုဘူးတောက်ကြတာတွေအရန်ကောင်းနေတယ်ဆိုတဲ့နိမိတ်တွေမှာရှိပါတယ်တခုထိထားရမှာကတကယ်ချင်းကံမိတ်ဆွေကံအရန်ခင်ရတဲ့မိတ်ဆွေတွေအရန်ချရတဲ့မိတ်ဆွေတိတ်အကျုံမပေးဘူးတကယ်ချင်းမိတ်ဆွေတွေငွေကြီးနဲ့ပတ်သက်ပြီးချီတာတွေငားတယ်မလုပ်ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ် ကွာပေးချင်တယ်ဆိုရင်အပြက်ပေးပလိုက်နိုင်တလောက်လေး900နဲ့1000နဲ့ပေးပလိုက်အဲ့လိုချီတာတွေငားအမခန္ဓာလုံးမိမယ်ဆိုရင်တေချာပေါ့သူ့ရဲ့အပူကကိုပူဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်တကယ်ချင်းနေနဲ့ပတ်သက်မယ်ဆိုအထူးကူဆိုင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ပြီးတော့ဒီကာလထဲမှာလူယုံမထားသေးပါဘူး။တောက်ချာသားတွေနဲ့ပတ်သက်တဲ့တကယ်ချင်းရင်မိတ်ဆွေရင်နာကိုပေါ်မှာတစ္ဆာဖောက်တတ်ပါတယ်။ဒါကြောင့်ပေါ့အထူးကူဆိုင်ပါလို့ပဲကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာအရန်ကောင်းတာကမိသားစုရေးနဲ့ပတ်သက်တာကိုယ့်ရဲ့ညီကောင်မောင်နှမတွေတော့ကိုယ့်ရဲ့မိဘတွေ နားလည်မှုလွဲနေတာပဲဖြစ်ဖြစ်အဆင်မပြေတာပဲဖြစ်တေချာပေါ့အဆင်ပြေသွားမယ်ဆိုတဲ့နိမိတ်တွေမှရှိပါတယ်။အိမ်တော်ကြီးအကြောင်းတော့ကများနေတဲ့သူတွေမိသားစုရေးတွေတတ်တယ်ဝန်မရှိဘူး။တော့တစ်ချက်ချက်ဖြစ်နေတယ်။တယောက်မျက်နှာတယောက်ကြည့်လို့မရဘူးလူတွေရှိတယ်ဆိုရင်တေချာပေါ့တောက်ချာသားတွေဒီဆက်လက်ပိုင်းမှာမိသားစုရေးတွေအဆင်ပြေသွားမယ်ဆိုတဲ့နိမိတ်တွေမှရှိတယ်အရန်ကောင်းပါတယ်။ပြီးတော့အိမ်ချန်ပီယံနဲ့ပတ်သက်တာလည်းအရန်ကောင်းတယ်။အိမ်ဝယ်မှာလားအိမ်ရောက်မှာလားအိမ်ရောက်မဲ့သူတွေအနေနဲ့ချန်ရောက်မဲ့သူတွေအလွယ်တကူရောက်ထွက်တာတွေကြုံတွေ့နိုင်တယ်ပြီးတော့ကိုမထင်မှတ်ထားတဲ့ငွေမောက်တဲ့ပူပြီးရရှိတာမျိုးတွေလည်း ြုံတွေ့နိုင်ပါတယ်။ကိုကမြန်မြန်ဆန်ဆန်ရောင်းထွက်ချင်နေဆိုရင်ဘီယောနောက်မှာကျွန်တော်ရေတရာလေးပေးမယ်။ဒီရေတရာလွတ်လပ်ခြင်းအပြင်တေချာပေါက်မိတ်ဆွေဖြစ်ခြင်းဆန္ဒတွေဖြစ်သွားမှာဖြစ်ပါတယ်။အိမ်ဝယ်မယ်ဆိုလဲဒီလိုမျိုးပဲ။ကိုမတင်မှတ်ထားတဲ့ငွေမောက်တဲ့ရှုပ်ရှုပ်ပေါ့ပေါ့လေးရရှိတတ်ပါတယ်။ဒီတစ်ချက်လည်းအရန်ကောင်းပါတယ်ခင်ဗျာ။နောက်တစ်ချက်သတိထားစရာကအချစ်ရင်နဲ့ပတ်သက်တာကြာလာတဲ့နမိတ်ကနော်ငရေသားကြီးနမိတ်ဖြစ်တယ်။နောက်ပြီးတော့ဒီဘေးမှာနော်ကောင်လေးတယောက်နဲ့မိန်းကလေးတယောက်ကိုတန်ချိုးတွေနဲ့ချီနှောင်ထားတဲ့နမိတ်တွေမှာရှိတယ်။ ဒါကြောင့်မို့ကိုယ့်ရဲ့အချိနဲ့ပတ်သက်မှုဆို view ဆက်ပေးပါအဖြတ်ကြီးကြီးမားမားဝင်ဖို့ရှိပါတယ်။ကိုယ်နဲ့ကိုယ့်ရဲ့ချစ်သူနဲ့အဆင်ပြေနေတဲ့တာယာနေတဲ့အချိန်မှာအနှောက်အယှက်တွေဝင်လာနိုင်တယ်ဥမာအဲကိုယ်သဘောကျတဲ့လူတွေရဲ့ဖြစ်ချင်းဖြစ်မယ်ကိုယ့်ရဲ့ချစ်သူသဘောကျတဲ့လူတွေရလည်းဖြစ်ချင်းဖြစ်မယ်အဲ့လိုကြားလူတွေဝင်လာပြီးတော့ကိုယ့်ရဲ့အချိကသုံးဝက်ဆန်ချစ်ဆက်လန်းနေဖြစ်ပြီးတော့ပြက်နာတွေဖြစ်တာမျိုးကိုယ့်ရဲ့ချစ်သူတွေကိုလည်းအဆင်မပြေကွဲတာမျိုးတွေကြုံတွေ့နိုင်တယ်ဒါကြောင့်အချိနဲ့ပတ်သက်မှာဆိုတော့ two view ဆိုင်ပါခင်ဗျာ ဂျားလူတွေဝင်လာတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အထူးထိထားရမှာတငယ်ချင်းမိတ်ဆွေတွေအတွက်ကြောင့်ကိုယ့်ရဲ့အခြေတွေပြက်လို့ပြက်စီတွေဖြစ်တတ်ပါအထူးကူဆိုင်ပါချစ်တူမရှိတဲ့သူတွေကလည်းအထူးကူဆိုင်ပါခင်ဗျာနော်တောက်ကြာသားမျိုးဆန်းရမ်းပွင့်နေဖြစ်တဲ့ကြောင့်မို့ကိုယ့်အနာကိုချင်းကပ်လာတဲ့သူတွေကလည်းအတူရောင်းတွေအလိမ့်ညာတွေဖြစ်နေတတ်ပါတယ်ဒါကြောင့်ဒီဆက်လာပိုင်းမှာချစ်တူရည်စားနဲ့ပတ်သက်မယ်ဆိုအညံ့ပိုင်းမှာရှိတဲ့ကြောင့်မို့အထူးကူဆိုင်ပါချစ်တူမရှိတဲ့เนาะလူငယ်တွေနေနေကောက်လေကို့နောက်ချင်းကက်လာသူကိုတေချာလေးစစ်စစ်ပြီးမှလက်ခံမှလို့ပဲကျွန်တော်အကြံပြုချင်တယ် မဟုတ်ဘူးဆိုရင်ကို့အနောင်ချင်းကပ်လာလူတွေကသူ့ရောင်တွေဖြစ်ပြီးတော့ကိုယ့်ရဲ့အခြေခံတွေကညံ့သွားတတ်ပါတယ် SMB ဖြစ်တတ်ပါတယ်အထူးမြူဆိုင်ပါခင်ဗျာနောက်တစ်ချက်သိသားရမှာကဒီဆက်လာပိုင်းမှာတောက်ကြားသားတွေကိုနော်လူမုံများနေတတ်ပါတယ်ကိုကဘလောက်ပဲသူတို့ကိုကူညီခဲ့ကူညီခဲ့ဘလောက်ပဲသူတို့ပေါ်စေနာထားခဲ့တာတစ်ချိန်တစ်ခါလောက်သူတို့မကူညီမိတာနဲ့နော်ကိုကိုလူစိုးကြီးတယောက်လို့နော်မုံသွားတတ်ပါလေဒါကြောင့်မကြောက်နေနဲ့အကြံပြုရမယ်ဆိုရင်ဒီဆန်းလာပိုင်းမှာတောက်ကြာသားတွေနဲ့လူတွေကိုအယမ်းမယုံသိပါဘူး ကိုယ့်ဘက်ချမ်းမှန်အောင်နေပါကိုယ်မှန်တဲ့အထင်ဘုသူ့ကမှဂရုမစိုက်ပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအိမ်တော်ရင်းနဲ့ပတ်သက်တော့အရင်ညက်နေတာတော့မဟုတ်ဘူးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဘာမှုတဲ့စကားတွေအတွက်ကြောင့်ဘာမှုတဲ့ပြစ်ဒဏ်တွေအတွက်ကြောင့်ကိုယ့်အိမ်တော်ကိုထိခိုက်တတ်ပါတယ် SMB ဖြစ်တတ်ပါအိမ်တော်ကြီးကွဲကွာတဲ့သူတွေနဲ့ကလည်းအရန်ကောင်းတာတကူကတေးချာပေါင်းဒီဆက်လာပိုင်းမှာပြန်ပေါက်ဖက်ရမယ်ဆိုရယ်ကံထဲမှာရှိတော့ကြောင့်မို့အရန်ကောင်းပါတယ်ခင်ဗျာတရားအိမ်တော်ကြီးတွေညံ့နေတဲ့သူတွေအချီတွေညံ့နေတဲ့သူတွေနော်မိတ်ဆွေတန်တွေမကောင်းတဲ့သူတွေနေတဲ့ဘီဝဲအနောက်မှာရေတရားလေးပေးမယ် ဖြစ်အောင်လုပ်ကြပဲကံကောင်းမှုတွေတေချာပေါင်းရရှိမှာဖြစ်ပါတယ်။ကျမအေးနဲ့ပတ်သက်ပြီးတော့ထွေထုမရှိပါဘူး။ကျမအေးကောင်းမယ်ဆိုတဲ့မိတ်တယ်မှာရှိပါတယ်။တခါရင်ကျရင်ယာရီဥတုအကူပြောင်းအကြောင်းပဲချောင်းဆို့နှာစည်းကလွဲပြီးတော့ထွေထုဖြစ်ဖို့မရှိဘူး။ပြီးခဲ့လတော့ကွာကျမရွေညံ့နေတဲ့ကျမရွေတချောင်ချောင်ဖြစ်နေသူတွေရှိတယ်ဆိုရင်ဒီဆန္ဒပိုင်းမှာတေချာပေါင်းကျမရွေတွေကောင်းသွားပြီးတော့တက်တာပြောင်းခင်းသွားမှာဖြစ်ပါတယ်။ဆရာကောင်းသမားကောင်းတွေ့ပြောလဲအဆင်ပြေသွားမှာဖြစ်ပါတယ်။ကျမအေးနဲ့ပတ်သက်ပြီးတော့ရန်ကောင်းနေတယ်ဆိုတဲ့မိတ်တယ်မှာရှိပါတယ်။ တောက်ကြတောင်းပြီးဖေဖေမေမေနဲ့ကတော့တနည်းကျတော့ရန်ခံစားရမယ်လှတလာမှရှိပါတယ်ကိုယ့်ရဲ့တမီးကပညာတတ်တယ်ဆိုရင်သူကသူတတ်တဲ့ပညာကိုလွတ်ကျွေးတာလေးပြုစုတာလေးဆောက်ရှောက်တာလေးဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ရင်သူ့ရဲ့ခွန်အားရှိသလောက်လေးကိုပြုစုဆောက်ရှောက်တာလေးဂျုံထွေးနိုင်ပါတယ်တမီးကျတော့ရန်ခံစားရမယ်လှတလာမှရှိပါတယ်တခုထိထားရမှာကတားအကျိုးမပေးပါဘူးကိုယ်မှာတားလေးတွေမွေးလာတဲ့ဆိုရင်အရွယ်ရောက်ပြီဆိုရင်အထူးပြုဆိုင်ပါ သူတို့ကြောင့်ကိုယ်မှာတောကားများလာတွေစိတ်ညစ်စရာတွေပူပန်စရာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့သားတွေမွေးထားတဲ့ဆိုရင်အထူးကူးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။အရန်ကောင်းနေတာတခုကတောက်ကြသားတွေဒီဆန်းလာမိုက်မှာဘာသာတရားနဲ့ပတ်သက်ပြီးဖိလုပ်ပေးပါ။အထိတ်ထန်တွေဝင်နိုင်မယ်ဆိုရင်ပူပြီးတော့ကောင်းတယ်။အများကြီးမဝင်နဲ့ကိုယ့်ရဲ့လောက်ပဲဝင်ပါ။ထိုးထိုးချာချာလေးအဆင်ပြေမှုတွေရရှိမှာဖြစ်ပါ။ကိုယ်ဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုကိုယ့်ရဲ့အထိတ်ထန်ပြုပြီးတော့အထိတ်ထန်ဝင်ကြည့်ပါခင်ဗျာ။အထိတ်ထန်ဝင်မတတ်ဘူးဆိုရင်ကောမန့်အကြောင်းချမှတ်လိုက်ပေးပါ။ကျွန်တော်တင်ပေးမှာဖြစ်ပါတယ်။ ။ဒါကြောင့်အထိတ်တန်ရဲ့ဝင်ချင်းအားဖြင့်တောက်ကြားသားတွေကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။အခြားဘာသာဝင်တွေနေတဲ့ကိုယ့်ရဲ့ဘာသာလက်ညီလေဘာသာတရားတွေလုပ်ပေးလို့ရပါတယ်။နောက်အစဉ်ပြေမှုတွေရရှိမှာဖြစ်ပါတယ်။တောက်ကြားသားတွေနောက်ပညာရေးနဲ့အလုပ်အင်းနဲ့တွင်းနဲ့ပတ်သက်မယ်ဆိုရင်တော့အထူးတိထားရမှာကဆရာကောင်းတမကောင်းအကူအညီထောက်ပံ့ကောင်းတွေရှိတယ်။သူတို့အတွက်ကြောင့်ကိုယ်မှာအဆင်ပြေတော့တာမျိုးတွေကြုံတွေ့နိုင်တယ်ပြီးတော့ကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့မိသားစုနဲ့အထောက်အပံ့တွေကြောင့်လည်းအဆင်ပြေနိုင်ပါတယ်ပြီးတော့ကိုကြိုးစားရင်ကြိုးစားလောက်တော့အောင်မြင်မယ်ဆိုတဲ့နှိမ့်ချက်မှရှိပါတယ် အခုလိသားရမှာကတငယ်ချင်းပေါင်းမှုကြောင့်မိတ်ဆွေမကောင်းမှုကြောင့်ကိုယ့်ရဲ့ပညာရဲ့ခိခိုက်တာတွေတက်စီတာတွေကြုံတွေ့နိုင်ပိုင်းတိုင်းအောင်တငယ်ချင်းမိတ်ဆွေပေါင်းတဲ့နေရာမှာအထူးယူဆိုင်ပါလို့အကြံပြုချင်ပါတယ်ခင်ဗျာအလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းတယ်ဆိုတဲ့မိတ်တယ်မှာရှိပါတယ်လူလင်ပြိုတယောက်ကကျယ်တပွေကိုနော်အပေါ်မှာလက်လေးနဲ့မှတ်တင်တာဆိုတဲ့မိတ်တယ်မှာရှိပါတယ်ဒီနမိတ်ကိုကြည့်ချင်အပြင်ငွေကြေးနဲ့ပတ်သက်ပြီးတော့မချခင်မှာဝင်လာတော့မယ် မကြာခင်မှာငွေကြေးတွေအဆင်ပြေတော့မယ်ဆိုတဲ့နိမိတ်ထဲမှာရှိပါတယ်ကြေးဆိုတာကငွေကိုကိုစားပြုတာဒါကြောင့်မို့တောက်ကြာသားတွေနဲ့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ဒီလထဲမှာပြောင်းမယ်ဆိုပြောင်းနေပြောင်းလိုက်နောက်လမပြောင်းနဲ့ကိုအလောက်ပြောင်းဖို့စဉ်းစားတယ်ဒီလထဲမှာပြောင်းမယ်ဆိုရင်တေချာပေါင်းအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ပြီးတော့ကိုပိုင်လောက်လောက်တဲ့သူတွေကအလောက်တစ်တိုးချေတာတွေနောက်ဒါမို့အလောက်တစ်စတင်ချင်တာတွေလုပ်လို့ရပါတယ်အကျိုးပေးပါတယ်အလောက်ကန်စီးပွားရေးနဲ့ပတ်သက်ပြီးတော့တကယ်ချင်းနဲ့ပေါင်းနေဆက်ဆံပြီးတော့မလုံသေးဘူးနော်ကိုညာရှိသလောက်လုပ်လို့ရပါတယ် မတိုင်ပင်တဲ့သူတွေလိုတယ်ဆိုရင်ကိုယ့်ရဲ့မိသားစုဝင်နဲ့တိုင်ပင်ပြီးတော့လောက်ကင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းတိုင်ပင်ဆွေးနွေးမိမယ်ဆိုရင်အညံ့တွေရောက်သွားမှာဖြစ်ပါတယ်ဒါကိုယ့်ရဲ့အလောက်ကင်ကြတဲ့အဆင်မပြေဖြစ်သက်ပါတယ်ဒါကြောင့်ကိုယ်ပိုင်လှုပ်လှုပ်မယ်ဆိုရင်တယောက်တည်းလှုပ်တာပို့ပြီးတော့ကောင်းတယ်ဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုဝင်နဲ့ပေါင်းပြီးတော့လှုပ်မယ်ဆိုရင်အဆင်ပြေပါတယ်တကယ်ချင်းနဲ့ပေါင်းပြီးလှုပ်မယ်ဆိုရင်တေးချားပေါ့သူ့ရဲ့အညံ့တွေကကိုယ့်စီကိုကြောက်လာပြီးတော့ကိုကိုတိုင်ကအဆင်မပြေဖြစ်သွားတတ်ပါတယ်ဒါကြောင့်အလုပ်ပြောင်းမဲ့သူတွေအလုပ်ဆွေးမဲ့သူတွေကိုယ်ပိုင်လှုပ်မဲ့သူတွေကအရန်ကြိုးပေးနေတယ်ဆိုတဲ့ကာလထဲမှာရှိတယ်အရန်ကောင်းပါတယ် ကျွန်တော်ကျမကအလောက်ကန်ကြီးညံ့နေတယ်အလောက်ကန်မရှိဘူးဆိုရင်ဘေးဝဲနောက်မှာကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာလှုပ်လိုက်ခြင်းအပြင်တေချာပေါင်းအလောက်ကန်တွေကောင်းမွန်လာမှာဖြစ်ပါလေဒါကြောင့်ပုံဒီရေတရာကိုတော့ဖျက်အောင်လှုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဘေးဝဲဆမှာကျွန်တော်ပြောခဲ့တာကိုမိတ်ဆွေတို့မှတ်မိမယ်ထင်ပါတယ်ကန်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာမယ်ဆိုတော့ညိမ့်တမှာရှိတယ်ပေါ့နော်ဒီကက်ကိုကြည့်ခြင်းအပြင်ဒီကက်ကကန်ကိုပူစားပြုတာနော်ဒီထဲမှာကြောင်းလန့်စရာတွေကိုမရှိဘူးမြင်းရှိပြီးတော့နော်သူရဲ့ကောင်းတယောက်ကနော်ကျဲတပွေကိုခံရတယ်ဆိုတော့နှမိတ်မှာရှိတယ် ကျဲဆိုတာကလည်းအရန်ကောင်းတယ်သူရဲကောင်းဆိုတာကလည်းအရန်ကောင်းတယ်ဆိုတဲ့မိတ်တွေမှာရှိတော့ကြောင့်မို့တေးကြပေါင်းကံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကငွေတွေဝင်လာတော့မယ်ဆိုတဲ့မိတ်တွေမှာရှိတယ်အရန်ကောင်းပါတယ်ကံစမ်းမယ်ဆိုရင်6ပါးရဲ့နံပါတ်တွေ9ပါးရဲ့နံပါတ်တွေကအရန်ကျိုးပေးတယ်ဒီလိုနံပါတ်တွေရွေးချယ်ပြီးတော့ဆက်နဲ့ကြည့်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့တေးကြပေါင်းငွေတွေဝင်လာနိုင်တယ်ပြီးတော့ကံကောင်းနေတဲ့အကြောင်းကတိမ်ပြာရောင်ရဲ့အဝါရောင်တွေကကံကောင်းပါတယ်ကိုညံရှိလို့အသုံးပြုပါ အရေးကြီးတဲ့ကိစ္စတွေပြောဆိုတာပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စတွေတွားမယ်လာမယ်ဆိုရင်ဒီအရာဝစ်စင်တာပဲဖြစ်ဖြစ်အဆောင်နေနဲ့ဆောင်တော့တာဖြစ်ဖြစ်တေချာပေါက်ကံကောင်းမှုတွေရရှိပြီးတော့မိတ်ဆွေဆက်ဆက်အရာအဆင်ပြေသွားမှာဖြစ်ပါတယ်ရန်ကောင်းနေတာတစ်ခုကတောက်ကြားသားမျိုးနဲ့ဒီဆက်လာပိုင်းမှာရက်ဝေးသွားမယ်သူတွေခီးထွက်မယ်သူတွေအရန်ကြိုးပေးပါတယ်အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးနိုင်ငံခြားသွားမဲ့သူတွေတနေ့တစ်ချေးသွားမဲ့သူတွေကလည်းလမ်းခေမှာအပိတ်ပင်အသားစီဟတ်တာမရှိဘဲနဲ့ချက်ချုပ်မှုတွေနဲ့ကြောက်သွားမှာဖြစ်ပါတယ် ဒါကြောင့်မို့တောက်ကြားသားလူတွေရဲ့ရက်ဝဲခီးစင်တွေကအရန်ကောင်းနေဆိုတဲ့ကာလတည်းမှာရှိပါတယ်။ပြီးတော့ဒီဆက်လာပိုင်းမှာတောက်ကြားသားလူတွေကိုမမြင်နိုင်တဲ့လောကီပညာပြုစားနှောက်ဆက်ကလည်းလွယ်လွယ်နဲ့ပြုစားနှောက်ဆက်လို့မရဘူးဆိုတဲ့ကာလတည်းမှာရှိတယ်။ဘာသာတရားလေးတွေကိုဖိလုပ်ပေးပါခင်ဗျာ။ဒါမှမဟုတ်ကပြီးခဲ့တဲ့လတော့အညံ့တွေပါလာခဲ့မယ်ဆိုရင်တော့ဒါနှိဆက်ရဆရာလေးမှာစစ်စစ်တင်ပါတယ်။ဥပမာခင်ဗျာမိတ်ဆွေကစီကန်းစီုံသွားလည်းမပြောက်ဘူး။ကျမကြီးကလည်းညံ့နေတယ်ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးတွေးစစ်တမ်းမှရိုက်တယ်အဖြစ်မပေါ်ဘူးဒါမဲ့ကျမကြီးကညံ့နေတယ် တမရတဲ့ကိုကြိလိုက်တိုင်းရောအကောင်းပဲဒါပေမဲ့ကိုပဲခံစားနေရတယ်ပြီးရင်စိတ်လက်လူနဲ့မကပ်ဘူးပြီးရင်တမရတဲ့ဆေလာနဲ့ပြောတယ်မြစ်သားနဲ့ပြောတယ်ကိုကလက်မခံချင်အများတန်းလို့စိတ်တူနေတယ်ပြီးတော့ကိုရဲ့စိတ်ကိုလည်းကိုမယုံနိုင်ပေါ့နော်အရင်တော့ငါဒီလိုလူတရားမဟုတ်ဘူးအခုငါဘာတွေဖြစ်နေလဲကိုကိုကတော့မယုံတဲ့ကဖြစ်မိတယ်အဲဒီလိုလူတွေရှိတယ်ဆိုရင်တေချာမောက်တာအနောက်ဆက်တွေဖြစ်နေဖို့များတယ်နော်ပြီးတော့ကိုကကိုရဲ့မိသားစုထဲမှာ နော်စီးပွားရေးကျန်းမာရေးအိမ်ဆောင်ရေးဆက်ဆရရပေါ့နော်ဘာတစ်ခုမှအဆင်မပြေဘူးဆိုရင်တော့ဒါနိစ္စရဆရာမှာစစ်ဆေးကြည့်လိုက်ပါကျွန်တော်ဆက်တွေ့လာမယ်ဆိုရင်လည်းကျွန်တော်အခမဲ့စစ်ပေးပါတယ်ကျွန်တော်ပြောတဲ့အချက်တွေညီမပဲဆက်တွေ့လာတော့မညီဘဲနဲ့ဒါဆလို့နောက်လို့လည်းပြောဘူးတော့မဆက်တွေ့လာပါနဲ့ခင်ဗျာကျွန်တော်မှအားရဲကြားကနေအခမဲ့စစ်ပေးရအောင်ပြောတော့ကြောင်းမို့တကယ်အရေးကြီးတဲ့သူတွေတကယ်ကူညီလိုတဲ့သူတွေဆိုဆက်တွေ့လာခဲ့ပြီပါကျွန်တော်အခမဲ့လေးစစ်ဆေးပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ် ဒီကြေရောင်လှုပ်လိုက်ချင်ရပဲဒီဆန္ဒပိုင်းမှာတောက်ကြသားတွေတိထက်ကံကောင်းမှုတွေရရှိပြီးတော့အောင်းနဲ့ရာလေးတွေနဲ့ဂျုံတွေ့မှာဖြစ်ပါတယ်ရေဒီယာကိုတော့ပြောင်းလှုပ်ပေးပါခင်ဗျာခြေရောက်နဲ့ရေဒီယာကမခတ်ပါဘူးနေစီပန်းကတပွေစပယ်ပန်းကတပွေရွှတ်လှကနော်တခတ်ကိုဒီသုံးခုကိုပေါင်းပြီးတော့ကိုယ့်ရဲ့အိမ်ကဖျားမှာကက်လူလူတန်းလို့ရပါတယ်ပြီးတော့နေဆက်ရဖျားတွေမှာလည်းလူတန်းလို့ရပါတယ်နော်ဒီရေဒီယာလေးကိုပြောင်းလှုပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့စီမီတွေအမွှေးဓာတ်တွေထုံးပြီးတော့ဆွတ်တောင်းရမှာဖြစ်ပါတယ် ကိုဖြစ်ကျင်တဲ့ဆန္ဒလေးတွေကိုမဖြစ်ကျင်တဲ့ဆန္ဒလေးတွေကိုလည်းဆုတောင်းပါဖြစ်ကျင်တဲ့ဆန္ဒလေးဆုတောင်းပါပြီးမြတ်တာပို့ပါအမျှပေးဝေးပါစီမီတွေမွေးတိုင်းသို့မတော်မမေ့နဲ့နော်ပြီးတော့ရင်လောက်ရမယ့်အချိန်ကမိတ်ဆွေရဲ့တောက်ကြာနေ9နိုင်40နိုင်5မိနစ်မှာပြုလုပ်ပေးပါခင်ဗျာကိုကကိုယ်တိုင်လှုပ်လို့အဆင်မပြေဘူးဆိုရင်ကိုယ့်ရဲ့မိဘတွေအခုရဲ့ညီကောင်မတွေအကူအညီတောင်းပြီးကိုယ့်ရဲ့ကိုစားလှောက်ခိုင်းကြည့်ပေါ့လေဒါလည်းရပါတယ်ကိုကိုယ်တိုင်လှုပ်ရင်တော့ပိုကောင်းတာပေါ့เนาะဒီကြေတရားလှုပ်နေချင်ရပြီးကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ် နောက်တစ်ခုကြံနေတယ်နောက်တစ်ခုကမေးဆိုတဲ့အိမ်လှေကားရင်နော်ဖနက်စင်အဲ့မျိုးနေရာတွေမှာပြုံညက်တဲ့နေရာတွေမှာပေါ့နော်အုံးရည်တစ်ခွက်ကိုလက်ပြောင်းပြန်လေးပတ်ဖြန်းပေးရမှာဖြစ်တဲ့ဒီမှာအုံးရည်တစ်ခွက်ရပြီဒီအုံးရည်ကိုဘယ်လိုမျိုးဖြန်းရမလဲဆိုတော့မေးဆိုရဲ့ဖနက်စင်နောက်မှလှေကားရင်မှာဒီလိုကင်ထားပြီးတော့လက်ပြောင်းပြန်နဲ့ပတ်ဖြန်းလိုက်ပါပြောရမယ့်စကားငါးစီမှရှိနေအညက်လေးငါးစီမှရှိမကောင်းတဲ့အရာတွေပပျောက်ပါစေဆိုပြီးဆုတောင်းပြီးတော့နော်ပတ်ဖြန်းရမှာဖြစ်ပါတယ်ပြီးတော့ရင်ကိုဝတ်တယ်နဲ့တေချာလေးတုပ်လိုက်ပေါ့ ီရေတရားနှစ်ခုလှုပ်လိုက်ခြင်းအပြင်တောက်ကြသားတွေဒီဆက်လက်ပိုင်းမှာကောင်းတဲ့ယာလေးတွေကိုစီကိုကြောက်ရှိလာမှာဖြစ်ပါတယ်ရေုံကြီးနဲ့ပြုတ်လုံးပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကဲဒီနေ့ပြိုကတော့ဒီလောက်ပါပဲပြိုလေးအဆုံးမသက်ခင်မှာကျွန်တော်အကူအညီတစ်ခုထောင်းချင်ပါတယ်ကို့လိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့ရအောင်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုမြင်တွေ့ကြတဲ့ like share follow နှိပ်ပုံပေးပါမယ်ခင်ဗျာမိတ်ဆွေတို့ share တဲ့ချက်ကအပန်းမကြီးဘူးဆိုပေမဲ့တစ်ခါကအခက်အခဲကြက်ဖြစ်နေတယ်မြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေရဲ့ကြောင့်လည်းခက်တူကုလို့ရမှာဖြစ်ပါတယ် ါကြောင့်မို့ share ဖို့လုံးဝမေ့ပါနဲ့ခင်ဗျာကြောင်မေဆွေတွေနှစ်ဆနှစ်ဆုံးကောင်းတော်နမိတ်ကောင်းတော်တိတ်ကောင်းတော်ဝေးခြင်းနဲ့ပြည့်စုံပြီးပျော်စင်တော်ဖိတောင်းစုပွားပျော်စင်တော်ချစ်တော်ဘွားတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမေ့ပါနဲ့ခင်ဗျာမေဆွေတို့တီးချင်တဲ့အကြောင်းအရာတွေရှိရဆိုကွန်မန့်ကျောက်မှတ်လာခဲ့ပေးပါကျောက်အားရင်အားလိုမျိုးလေးဖြည့်ပေးမှာဖြစ်ပါတယ်ကြောင်မေဆွေတွေနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းသာကြပါစေခင်ဗျာ